မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အတွေ့အကြုံကကင်ဝေးပြီးကိုစိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့မေလ26ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့လျှက်စနစ်စွမ်းရည်ဝင်ကြီးဌာနကလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ရှေးလုပ်ငန်းစဉ်တွေကို CRPH တန်ရှင်းလင်းတင်ပြတဲ့သတင်း။ မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေတဲ့ဂျာကာလာပညာရေးကျောင်းတွေအားလုံးခိတ္တယာယီရနာထားရင်ပညာရေးဝန်ကြီးဌာနညွှန်ကြားချက်ထုတ်ပြန်လိုက်တဲ့တဲ့တင်ပြူစောတိစုံရွာမှာအကျန်းဖတ်စစ်သားနဲ့ပြူစောတိတွေနားနေတဲ့နေရာနဲ့ဂျမ်ဘာဆက်တွေရှိတဲ့နေရာကို Fit Wind Drone နဲ့ကျဲချတိုက်ခိုက်တဲ့တဲ့တင်ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးဆယ်ရက်တာအတွင်းအကျန်းဖတ်စစ်ကောင်စီဘက်မှ90ဦးအထက်တေဆုံးပြီးအများပြားတံရရတဲ့တဲ့တင် တဲကုံမျိုးနယ်မှာပြစ်ခတ်ရှင်းလင်းခံရတဲ့အုပ်ချုပ်ရေးမှုအလောင်းကိုလာကောက်တဲ့အကြမ်းဖက်စစ်တပ်ကို PDF တွေကထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်ဒေါ်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်။လျှက်စစ်နှစ်စွမ်းရင်ဝင်ကြီးဌာနကလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ရှေးလုပ်ငန်းစဉ်တွေကို CRPH တန်ရှင်းလင်းတင်ပြတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရလျှက်စစ်နှင့်စွမ်းအင်ဝင်ကြီးဌာနကလုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ရှေးလုပ်ငန်းစဉ်တွေကိုပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH တန်ရှင်းလင်းတင်ပြမှုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး20မြင်းဆောင်2025ကိုမေလ23ရက်နေ့မှာပြုလုပ်ခဲ့ရာလျှက်စစ်နှင့်စွမ်းအင်ဝင်ကြီးဌာနက2022ခုနှစ်ဇွန်လမှ2025ခုနှစ်ဧပြီလအထိဆောင်ရွက်ခဲ့သောလုပ်ငန်းများနဲ့ပတ်သက်တဲ့အခြေအနေတွေကိုရှင်းလင်းတင်ပြခဲ့ပါဗျ။ ီတော်စုဝင်ကြီးဦးစိုးသူရထွန်းကလျှက်စနစ်စွမ်းရည်ဆိုင်ရာမူဝါဒများပြည်သူဝန်ဆောင်မှုလုပ်ငန်းများလျှက်စနစ်ပြည်သူဝန်ဆောင်မှုလုပ်ငန်းများစောက်လို့ရေး infrastructure for civilian government transitional စီရီယံဝန်ထမ်းများအားကူညီထောက်ပံ့နိုင်မှုအခြေအနေကျေးရွာပအဖတာဝန်ခံများကျေးရွာမီကော်မတီအဖွဲ့များလိုင်းမန်းများနဲ့တွေ့ဆုံဆွေးနွေးတာဝင်ကြီးဌာနကချမှတ်ထားသောအခြေခံမူဝါဒများညွှန်ကြားချက်များပေါင်းဝင်တဲ့လက်ကမ်းစာအုပ်များပေးအပ်တာဓာတ်အားလိုင်းများထိန်းသိမ်းတာပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်တာ ငလျင်ဘေးတင်ဒေတာများရှိဓာတ်အားလိုင်းတွေ transformer တွေအဆောက်အဦတွေလမ်းပျက်စီးဆုံးရှုံးမှုအခြေအနေတွေစိန်ခေါ်မှုတွေနဲ့ရှေ့လုပ်ငန်းစဉ်တွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။အရင်နောက်တက်ရောက်လာတဲ့ company ဝင်များကတိရှိလိုတာတွေကိုဆွေးနွေးမေးမြန်းကအကြံပြုခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။အစည်းအဝေးကိုပြည်ထောင်စုလွှတ်တော်ကိုစားပြု company အတွင်မှအဖွဲ့ဝင်များနဲ့အဖွဲ့ဝင်များ ရေးရာကော်မတီများမှအဖွဲ့ဝင်များလျှက်စစ်နှင့်စွမ်းအင်ဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးတို့တက်ရောက်ခဲ့ကြတယ်လို့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေတဲ့ဂျာကာလာပညာရေးကျောင်းတွေအားလုံးခိတ္တယာယီရန်နာထားရန်ပညာရေးဝင်ကြီးဌာနညွှန်ကြားချက်ထုတ်ပြန်လိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝင်ကြီးဌာနရဲ့အတိမတ်ပြုမှုချိတ်ဆက်ပူးပေါင်းမှုတို့နဲ့မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေတဲ့ဂျာကာလာပညာရေးကျောင်းတွေအားလုံး ခိတယာယီရန်နာထားရန်အတွက်ပြည်တော်စုဝင်ကြီးဒေါက်တာဇော်ဝေဆိုးကညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။ထုတ်ပြန်ချက်ထဲမှာမတရားအာဏာသိမ်းစစ်တပ်ကစာတင်ကြောင်းများဆေးရုံများစတဲ့လူစုလူဝေးရှိရာနေရာများကိုလေကြောင်းမှနီလန်းမျိုးစုံဖြင့်ဘုံကျဲခြင်းစစ်တပ်နဲ့များဖြင့်ရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်တာတွေတာဝေးပြစ်လက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်တာလူသားများအပေါ်စစ်ရာဇဝတ်မှု War Crime Against Humanity ကိုနေ့စဉ်ဆိုးရွားစွာကျူးလွန်နေရရှိနေတယ်လို့အသိပေးထားပါဗျာ။ အဲ့ဒီအတွက်ကြောင့်နိုင်ငံသားကောင်းရန္နာကလေးတငယ်များဆရာဆရာမများနဲ့ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက်ပညာရေးဝန်ကြီးဌာနရဲ့အတိအမှတ်ပြုမှုချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့်မြေပြင်မှာဖွင့်လှစ်ပညာသင်ကြားနေတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းများအစစ်မြင့်ပညာရေးကျောင်းများနဲ့တပ်မွေးပညာကျောင်းများအလုံးဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်းခိတ္တယာယီရန္နာထရန်ညွှန်ကြားလိုက်တယ်လို့ဖော်ပြထားပါတယ်။ ညွန်ကြားချက်အားသက်ဆိုင်ရာအစဉ်စဉ်သောတာဝန်ရှိအဖွဲ့အစည်းများမှကြီးကြပ်ကူညီပူးပေါင်းပါဝင်ဖော်ဆောင်ပေးကြရန်နဲ့တင်ကြားတင်ယူမှုစင်ဆက်မပြတ်စေရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောမူဝါဒများလမ်းညွှန်ချက်များအတိုင်းဆောင်ရွက်ပေးရန်ဖြစ်တယ်လို့လည်းအတည်ပြုထားပါတယ်။ဒါအပြင်နောက်ထပ်ညွှန်ကြားချက်မထုတ်ပြန်ခင်အထိအတည်ဖြစ်ရမယ်ဆိုပြီးတော့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နိုင်ငံတော်အာဏာကိုအကြမ်းဖက်စစ်တမမတရားသိမ်းပိုက်ပြီးချိန်မှစပြီးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကကလေးလူငယ်များပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက်ဂျားကာလာပညာရေးကိုနီလန်းမျိုးစုံဖြင့်ဖော်ဆောင်သင်ကြားပေးလျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ပြူစောတိဆောင်ရွာမှာအကြမ်းဖက်စစ်သားနဲ့ပြူစောတိတွေနားနေတဲ့နေရာနဲ့ဂျမ်းမာဆက်တွေ ရှိတဲ့နေရာကို ဖိဝင်းဒရုန်းတွေနဲ့ကြဲချတိုက်ခတ်တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကြံခရိုင်အတွင်းကပြူစောတိရွာဖြစ်တဲ့ဆုံရွာမှာအကြမ်းဖက်စစ်သားနဲ့ပြူစောတိတွေနားနေတဲ့နေရာနဲ့ဂျမားဆက်တွေရှိတဲ့နေရာကိုဖိဝင်းဒရုန်းတွေနဲ့ကြဲချတိုက်ခတ်ခဲ့တယ်လို့မြောင်းဒရုန်း4 MDF ရဲ့ဒရုန်းကြားခင်စင်က PPTV ကို ပြောပါရယ်။အဆိုပါတိုက်ခိုက်မှုကိုမေလ24ရက်နေ့မနက်10:00နာရီအချိန်မှာပြုလုပ်ခဲ့တာဖြစ်ပြီးဆုံရွာတွေကအကြမ်းဖက်စစ်သားတွေနားနေရာနေရာတွေနဲ့ဂျမားဆက်ရှိတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တာလို့ဒရုန်းကြားခင်စင်ကပြောပါရယ်။ ဟိုစကားစားဘက်ကနေပြီးတော့ဗောနောပြက်ခက်ရဆဲလို့ပြောပြီးတော့ကျွန်တော်တို့ပြည်သူတွေကိုပြင်မဲ့လေရင်နဲ့ဘုံကျဲတက်ဖြတ်နေရာကြီးရှိနေသေးကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဒီဗောနောဗာတော်လိုင်းရဲဘော်ကြီးကဒီကျောင်းလမ်းဒုံးတက်စိတ်ကလည်းဒီလိုပဲတိုက်ခိုက်နေပါအောင်လို့ဘုံကျဲတိုက်ခိုက်နေပါအောင်လို့ဆိုပါတိုက်ခိုက်မှုအတွင်ပြူစောတီနှစ်ဦးသေဆုံးပြီးအခြားပြူစောတီအများအပြားသေဆုံးခဲ့တယ်လို့နေအိမ်တလုံးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါဗျာ ဖေဝင်ဒရုန်းတွေနဲ့ကြဲချတိုက်ခိုက်နေစဉ်မှာအကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်အဆိုပါစစ်စင်ရေးကိုမြောင်ဒရုန်း4 MDF ဒရုန်းကြားခင်စိန်တပ်ဖွဲ့နဲ့အတူမဟာမိတ်များဖြစ်တဲ့ရမပင်ခရင်တပ်ရင်း35တပ်ခွဲနှင့် GZ21 ရမပင်ခရင်တပ်ရင်းစက်ခွန် B21 ကနီ PDF NPDF ရမပင်ငန်းစွန်တိုက်နယ်1ပကဖာ Peak of Drone Team မြောင်အာမန်တဲ့ငန်းစွန် Revolution Air Force မြောင် 925ငန်းစုံနဲ့အေယာမမွေပွေးငန်းစုံအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးဆယ်ရက်တာအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှ50ဦးအထက်တေဆုံးပြီးအများပြားဒဏ်ရာရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးတိုက်ပွဲဆယ်ရက်တာအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်ကအကြမ်းဖက်တပ်သား50ဦးအထက်တေဆုံးပြီးအများပြားဒဏ်ရာရခဲ့တဲ့အပြင်လက်နက်ခဲယမ်းတွေအများအပြားတင်းစီရမိခဲ့တယ်လို့ တောင်သာမြို့နယ်ပကဖထံမှသိရပါဗျ။ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအဖြစ်မေလ15ရက်နေ့ကစပြီးမြင်းကြံခရိုင်စစ်ဌာနမှခရိုင်ကုတ်ကဲရေးမှုရဲ့စီမံကုတ်ကဲမှုနဲ့မြင်းကြံခရိုင်ကွန်မန်ဒိုမြင်းကြံခရိုင်တရင်1234 6890မြင်းကြံခရိုင်ဒရုန်းတပ်ဖွဲ့မြင်းကြံမြို့နယ်ပကဖနထိုးကြီးမြို့နယ်ပကဖတောင်သာမြို့နယ်ပကဖငန်းစုမြို့နယ်ပကဖကြောက်စဲခရိုင်ကွန်မန်ဒို မိထီလာခရိုင်အမှတ်3တရင်တရင်မှုရဲဘော်ကီဥဆောင်တဲ့နေပြည်တော် PDF အမှတ်801တောင်သာစစ်စင်ရေးအဖွဲ့တဒအူးမြို့နယ်ပကဖနဲ့မိထီလာမြို့နယ်ပကဖစတဲ့တော်လန်ရေးတပ်တွေပူးပေါင်းပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ခရိုင်အစင်စစ်စင်ရေးအဖြစ်အကျန်းဖတ်စက်ကောင်စီရဲ့မြင်းကြံမြို့နယ်ရှိစီမီကုံရဲစခန်းကြောက်ပြုတ်ရွာပြူစော်တီစခန်းတောင်ရှိတ်ဂိတ်အထိုင်စခန်း၁၈ရက်ကွက်နဲ့ခရိုင်ထွေအုပ်ယုံ နထိုးကြီးမြို့နယ်ရှိဝလူရဲစကန် gas pipeline နဲ့မြို့မစကန်ဇီဝာနီးစစ်ကြောင်းတောင်သာမြို့နယ်ရှိထနောင်းကုန်းပြူရွာစကန်မြို့ဝင်ကိ gas pipeline ငန်းစုံမြို့နယ်ရှိမြို့ဝင်ကိမြို့သာပန်ဆောင်ကင်းစကန်စတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အချမ်းဖတ်စစ်ကောင်စီဘက်မှလေကြောင်းပစ်ကူအဖြစ် Jet Fighter, Wine တွဲနဲ့ MI-35 တွေကိုအသုံးပြုပြီးအစမတန်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေါ်လန်ရေးတပ်တွေဘက်မှလည်းရဲဘော်တွေအထူးကဲ့အကြဆုံးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲတွင်အချမ်းဖတ်စစ်ကောင်စီထံမှ MA-11 နှစ်လက်၊ MA-13 သုံးလက်၊ G3 နှစ်လက်၊ MA-3 သုံးလက်၊ PARI နှစ်လက်၊ကာဘိုင်တလက်၊လက်လုံအတူတလက်၊ကိုလုံးကြီးတနက်နှစ်လက် M22 လက်လုတ်တစ်လက် MA1 ရှစ်လက် MA2 နှစ်လက် ကြီပေါက်53ခု G3 ကြီ9 11တောင်း5.56ကြီ9094တောင်း9မမကြီ268တောင်း7.62တုံးမျိုးကြီ2988တောင်းကာပိုင်ကြီ148တောင်းရှေ့ရွက်မိုင်းနှလုံး M9 ကြီ49လုံး60မမ28လုံး RPG အဖူး9ဘူး RPG ပိုးကြီ6တောင်းလက်ပစ်ပုံး15လုံးနင်းမိုင်း23လုံး8 channel ဂျမ်မာတလုံး6 channel ဂျမ်မာတလုံး မိုင်းရှာဆက်တလုံးဆိုင်ကယ်15စီးငွေကျပ်96သိန်းနဲ့စစ်အုံဆောင်ပစ္စည်းတွေကိုတင်စီရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တဲကုံမြို့နယ်မှာပြစ်ခတ်ရှင်းလင်းခံရတဲ့အုပ်ချုပ်ရေးမှုအလောင်းကိုလာကောက်တဲ့အကြမ်းဖက်စစ်တပ်ကို PDF တွေကထပ်မံမိုင်းဆွဲတိုက်ခိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်ခရိုင်တဲကုံမြို့နယ်ပိတ်ချင်းကုန်းအုပ်စုတရက်၃မင်ရွာနေအကြမ်းဖက်စစ်တပ်လက်ပါစီအုပ်ချုပ်ရေးမှုကြော်ဝင်းထွက်ကို BKI အမှတ်1 3601တရင်တက်ခွဲတက်ကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့3601တရင်စစ်ထောက်လန်းရေးနဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှေရိုက PPTV ကိုပြောပါရယ်ပေချင်းကုန်းအုပ်စုတရက်3မိင်ရွာနေအုပ်ချုပ်ရေးမှုကိုမေလ23ရက်နေ့နေ့လယ်7:00နာရီအချိန်ခန့်မှာတရက်3မိင်ရွာကနေရုံးမင်တက်ရွာဘက်အသွာရုံးမင်တက်ရွာနဲ့ဘရန်ကန်ရွာကြားမှာပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့ဆိုပါရယ်ပြစ်ခတ်ရှင်းလင်းပြီးတော့စခါရီတဲကုန်းဘက်ကနေပြီးတော့အလောင်းလာောက်တယ် ဆိုင်ကယ်ဆယ်သိန်းနဲ့အင်အား20လောက်အဲ့အင်အား20လောက်ကိုကျွန်တော်ထပ်ပြီးမိုင်းဆွဲတက်ခဲ့တယ်ပြီနော်ပြီးတော့အဲ့နေရာမှာတော့စစ်တာစီးတာတော့မရှိဘူးဘလောင်းကိုကောက်သွားတယ်လို့သိရတယ်အုတ်ကြီးရှင်းတာတော့ကျွန်တော်တို့တိုက်ရင်တော်တော်များတယ်အင်းဒါပေမဲ့အဲ့ခုတဲကုန်းမျိုးနဲ့အတွင်းမှာဆိုတော့ကျွန်တော်၄ယောက်လောက်ပဲရှိပါတယ်ဒါအပြင်နေ့လယ်2နာရီ15မိနစ်အချိန်ခန့်မှာတဲကုန်းမြို့နယ်ဘက်ကနေဆိုင်ကယ်ဆယ်စီးနဲ့အလောင်းလာကောက်တဲ့အကြမ်းဖက်စစ်သားအယောက်20ကိုထပ်မံပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ထိခိုက်သေးဆုံးမှုကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ရန်သူစစ်တပ်ခန့်အုပ်ချုပ်ရေးမှုဟာကြေးရွာအုပ်စုအတွင်စစ်မှုထမ်းလူအင်အားစုဆောင်းပေးုံနဲ့မကစစ်မှုထမ်းသူတွေကိုလာစာနဲ့တန်တန်းစားစိတ်ထောက်ပံ့ရမယ်ဆိုပြီးအုပ်စုအတွင်တအိမ်တောင်ကိုငွေ3000ကနေ5000အထိကောက်ခံကအကြမ်းဖက်စစ်ကောင်စီအတွက်ငွေတွေကောက်ခံပေးနေသူလည်းဖြစ်တယ်လို့သိရပါတယ်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချီးမွမ်းရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မျိုးနယ်မှာအောင်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကမြန်မာပြည်သူတွေရဲ့အသက်ကိုကယ်တင်ဖို့ ILO ပုံမှန်33ကိုမဲပေးကြဖို့အတွက်တိုက်တွန်းနဲ့စာသားကင်ဆွယ်ပြီးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လန်ပြည်သူတွေကဖို့ ILO Article 33 to Save Life မြန်မာပြည်သူတွေရဲ့အသက်ကိုကယ်တင်ဖို့ ILO ပုံမှန်33ကိုမဲပေးကြပါဆိုတဲ့ စာသားကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။စကိုင်းတိုင်းစလင်းကြီးမြို့နယ်လက်ပရောင်းတောင်ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်းရဲ့ပုံမှန်33ရာအကြံဖတ်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက Vote ILO Article 33 to Save Lives ဆိုတဲ့စာသားကင်ဆယ်ပြီးဆန္ဒပြကြီးတက်ခဲ့ကြတာပါ။ ရမပင်မြို့နယ်မှာတောင်းသွင်းနေတဲ့ဗိစစ်ကြောင်းကမြမပြည်သူတွေရဲ့အသက်ကိုကယ်တင်ဖို့ ILO ပုံမှန်33ခုမဲပေးကြဖို့အတွက်တိုက်တွန်းတဲ့စာသားကင်ဆွဲပြီးဆန္ဒပြတဲ့ဗိကိုပြုလုပ်ခဲ့ကြပါတယ်။တော်လန်ပြည်သူတွေကဖို့ ILO Article 33 to Safe Flight မြမပြည်သူတွေရဲ့အသက်ကိုကယ်တင်ဖို့ ILO ပုံမှန်33ခုမဲပေးကြပါဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတွေကနေပဲဆန္ဒပြတဲ့ဗိကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါကတော့မေလ26ရက်နေ့သတင်းတွေနဲ့လူလူစန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။